တူညီတဲ့ပုံစံ၃မျိုးနဲ့မင်္ဂလာဆောင်မဲ့ Nadesh Yaya မင်္ဂလာဆောင်ဖို့ပရိသတ်တွေမျိုးလင်းနေကြတဲ့ထိတ်တန်းမင်းသမီးတွေထဲမှာမင်းသမီးရှာယာဥရဆရာဂျန်နေပါသေးတယ်။ရေယာနဲ့မင်းသား Nadesh Kujimiya တို့တွင်နေခဲ့တာစီဇန်၄တစုကျော်ပြီဖြစ်ပါတယ်။သူတို့နှစ်ဦးက2023ခုနှစ်ဇွန်လကအီတလီမှာစီစဉ်ခဲ့ကြတာပါ။ပရိသတ်တွေမျိုးလင်းနေကြသလိုပဲရေယာတို့ဆောင်တွဲက2026ခုနှစ်မှာမတူကွဲပြားတဲ့ယဉ်ကျေးမှုသုံးမျိုးကိုကိုစားပြုတဲ့အခမ်းအနားသုံးခုနဲ့မင်္ဂ ္ဂလာပွဲကိုကျင်းပဖို့အစီအစဉ်ထားပါတယ်ပထမဆုံးပွဲကိုတော့ထိုင်းနိုင်ငံရဲ့စတုထအကြီးဆုံးမြို့ဖြစ်တဲ့ ခွန်ကံမြို့မှာဒရိုသားရဲ့မိသားစုကိုဂုံပြူရင်းနဲ့အီဆန်စတိုင်နဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ဒုတိယပွဲကတော့နော်ဝေးနိုင်ငံမှာကျင်းပမဲ့တရားဝင်မင်္ဂလာပွဲကြီးဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုဒရိုသမီးရဲ့မိသားစုတွေဝင်းရံပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ်။နောက်ဆုံးပွဲကတော့ဘန်ကောက်မြို့မှာကျင်းပမှာဖြစ်ပြီးတော့အဲဒီရိုရီနဲ့အနုပညာနယ်ပယ်ကအပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကိုဖိတ်ကြားမှာဖြစ်ပါတယ်။မြန်မာပြည်သက်တရရရဲ့မင်္ဂလာပွဲကို2026ခုနှစ်မှာရင်းခုန်ဆီလိုရှားပွဲကြီးကွင်းရတော့မှာလဲ ဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အကြောအားလုံးကိုကျေးဇူးများရှင်။